င်္ဂလာပါရှင်ဒီတွက်ဆာဒန်စီစဉ်မှာတော့ဒီဘာသာပြန်စာပေရဲ့ဈေးကွက်အခြေအနေအကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်အထူးသဖြင့်ကတော့ဒီရတဘာသာပြန်စာပေရဲ့အခြေအနေအကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီအကြောင်းတွေကိုဆွေးနွေးဖို့အတွက်ဖိတ်ခေါ်ထားတဲ့သူတွေကတော့ဆရာဒီနိုဗိုနဲ့ဆရာမိုးတဟန်ဖြစ်ပါတယ်ရှင်မင်္ဂလာပါဆရာဟုတ်ကဲ့ပါဆရာဆရာတို့ကလေဒီလောလောလတ်လတ်ပေါ့နော်ဒီလောက်ကုံမေလောက်ကုံလောက်ကအတင်းပါခဲ့တဲ့ရတတတာဘာသာပြန်စာပေပေါ်တော့နှစ်ယောက်လုံးဝင်ဆွေးနွေးတာတွေ့ရတယ်ပေါ့နော်ဆရာမိုးတဟန်ဆိုလဲကိုယ်တိုင်ဥစ္စာပြီးတော့ဘာသာပြန်တာတွေ့ရတယ်ရှင့်ဟုတ်ကဲ့ပါအဲ့တော့ အရင်ဆုံးဒီဆရာဒီနိုဗိုရဲ့ပေါ့နော်အဲ့ဒီပွဲမှာပါဝင်ဆွေးနွေးခဲ့တဲ့အကြောင်းလေးပေါ့နော်ဆရာနည်းနည်းလေးပြောပြပေးပါဦးရှင်။ဟုတ်ဟုတ်ကဲ့ပါ။ဟိုကပေါ့နော်ဒီရတတတားပေါ့နော်ဆိုတော့ဒီပန်ဂမားနေပြီးတော့အိုစီကျင်းပါတယ်ဒီရတတတားအထူးသဖြင့်ဘာသာပြန်စာပေပေါ့နော်ဆိုတော့အဲ့ဒီပွဲလေးမှာကျွန်တော်ကျွန်တော်လည်းပန်ဂမားအဖွဲ့ဝင်ဆိုတဲ့အခါကျတော့ဒီဆာဘမတ်တီယာတို့ကိုမင်းမုံလွင်တို့ပေါ့လေသူတို့ကနေပြီးတော့အဖေချာပန်နယ်လေးစနေနေပေါ့နော်ဒီဘာသာပြန်ခေါင်းစဉ်လေးတစ်ခုပေါ့ ဆွေးနွေးပေးပါပေါ့အဓိကကတော့ကျွန်တော်ဆွေးနွေးခဲ့အကြောင်းအရာကတော့ဒီ censorship ပေါ့နော်ဘာသာပြန်ဆရာတယောက်ကသူဘာသာပြန်နဲ့လက်ရာပေါ်မှာ censor လုပ်တင်မလုပ်တင်ဘယ်လိုဟာမျိုးမှလုပ်တင်လဲလုပ်မယ်ဆိုဘယ်လိုအဲ့ချက်တွေလဲပေါ့နော်ဒါတွေအဓိကအဲ့ issue လေးတွေဆွေးနွေးပြီးတော့ပါဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာဆရာမိုးသဟန်အောင်ဆရာဟုတ်ဟောဟုတ်ကဲ့ပြအော်ကျွန်တော်ကတော့ဒီပန်မြန်မာရဲ့ရသစကားမှာဘာသာပြန်အလုပ်ရုံဆွေးနွေးပွဲလေးမှာကျွန်တော်ကဥဆောင်ပါဝင်ခဲ့တာပါမနေ့ကလည်းပါဝင်ခဲ့ပါတယ်ဒီ ဘာသာပြန်စာပေဆက်ဝင်သွားတဲ့လူတွေကိုအာကိုယ်တိုင်ကိုကြပြန်ရင်ဘလို့အခက်ခဲရှိရဘလို့လေးဆိုရင်အဆင်ပြေမယ်ဆိုတော့ကျွန်တော်ကိုညီပေးခဲ့တာပါဟုတ်ကဲ့ပါဆရာဆရာကတော့ဒါမြန်မာဘာသာနေ English ဘာသာကိုပြန်တာ English ဘာသာနေမြန်မာဘာသာကိုပြန်တာပေါ့နော်ဟောအဲ့ဒီမှာဟောဆရာဆရာကဒီ workshop လေးဥဆောင်ပြီးတော့ဘာသာပြန်တဲ့ခါမှာဒီဒါမျိုးဆက်တဲ့ပေါ့နော်ပြောရမလို့သူတို့ရဲ့အခြေအနေဒီစိတ်ဝင်စားမှုအခြေအနေရောဆရာအော်သူတို့တွေစိတ်ဝင်စားကြပါတယ်အားရဖို့လည်းကောင်းပါတယ်အာမနစ်ကလည်း တော်တော်မနေ့ကပါဝင်ခဲ့တဲ့လူတွေဆိုရင်အခုစားစားကြီးလာပြီအခုဒီနှစ်မှာလည်းဟိုပါဝင်ခဲ့တဲ့လူတွေလည်းစားရေးမယ်လို့ကြောင်းမျှော်လင့်ပါတယ်ဟုတ်ကဲ့ပါဆရာဟိုဆရာကရောဒီမှာဟိုခုနကပြောတယ်လို့ပေါ့နော်ဆရာဆွေးနွေးတဲ့ခေါင်းမှာရောလာပြီးတော့ဒါဆွေးနွေးတဲ့ခေါင်းမှာလာတက်တဲ့သူတွေရှိရလေဒီစာဝေးတိုင်းကမဟုတ်ပဲပေါ့နော်ပြင်ပကရောအဲ့လိုစိတ်ဝင်စားလာပြီးတော့ဆွေးနွေးတဲ့သူတွေကိုရှိလားဆရာအဲရှိပါတယ်ဟိုဟာပေါ့နော်ဒီလူကြီးလူငယ်အဲအစုံပါပဲကျွန်တော်သတိထားမိတယ်လို့ပေါ့နော်ဒီစာပေလောကတွေကရော စာပေလောကအပြင်ရတဲ့ဝန္ဒနာရှင်လူငယ်တွေလည်းတော်တော်များများလာကြပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာဟုတ်အဲ့တော့ဒါဒီဘာသာပြန်စာပေပွဲတော်မှာတော့ဒါဆရာတို့အတွေ့အကြုံရဆိုဒါအားရဖို့ကောင်းတယ်ပေါ့နော်ဟုတ်ဆရာဒီအပြင်ဈေးကွက်ချင်းတွေမှာတော့ဒါထွက်တော့ထွက်နေကြတာပဲဆရာစာအုပ်တွေကတော့နော်ဒါပေမဲ့လို့အရင်ကလူမျိုးဟိုအရင်ကဆိုကျမတို့ တကယ်ဟိုဆရာကြီးပေါ့နော်ဆရာကြီးမြတ်တန်းတင်းတို့ခေတ်ကလိုမျိုးဆိုရင်တော့တကယ်စာအုပ်ကြီးကလွန်စာအုပ်ကြီးဆိုကျမတို့ဖတ်ခွင့်ရခဲ့တယ်အခုနောက်ပိုင်းအဲ့လိုစာအုပ်မျိုးတွေဖတ်ဖို့ရှားလာပြီပေါ့နော်ဖတ်ခွင့်နည်းနည်းပဲပါပဲရတော့တယ်ဆရာအဲ့တော့ဒါကဟိုပြောနေကြတာကတော့လူတိုင်းကတော့ဟိုအမျိုးမျိုးပေါ့နော်ပြောနေကြတာပဲတချို့ကလည်းဒါပညာရေးစနစ်လူတွေရဲ့အခြေခံပညာရေးစနစ်ဟိုအကုန်လုံးပေါ့နော်ပြောနေကြအဲ့တော့ဆရာတို့ကရောဘယ်လိုမျိုးဒီပေါ်သုံးသက်ဟိုပြောကြင်လဲရှင်မြင်လဲပေါ့နော်ဒီကြဆင်းလာတယ်ပေါ့ဟုတ်အဲ จาซင်းတယ်တို့တော့မပြောချင်ပါဘူးเนาะဟုတ်ဘာဘာကြောင့်လဲဆိုတော့ဒီဒီရတ္တစာပေရတော့အများအားပေါ့เนาะကဘာမှာလဲလူနည်းစုပဲအာဖတ်ကြတယ်အဲစာအမျိုးစာပေါ့တခြားဟိုပေါ့ relatively ပေါ့เนาะတခြားစာပေအမျိုးစာရင်းနဲ့နှိုင်းယှဉ်နိုင်မယ်ဆိုရင်ပေါ့လေဆိုတဲ့အခါကျတော့အဲဒါမဲ့ဟိုဒီကညီမပြောသလိုပဲเนาะဒီကျွန်တော်တို့အရင်ရတဲ့နှိုင်းရှင်ပေါ့ကျွန်တော်တို့ဆရာညာသားတွေကိုဆရာမောင်သားတွေကိုဆရာထင်လဲတို့ဒီလိုစာရေးဆရာကြီးတွေ ဘာသာပြန်ဆရာကြီးတွေမရှိတော့တဲ့နောက်ပိုင်းကျတော့နည်းနည်းလေးလိုးဆက်ပြတ်သွားတယ်လို့ကျွန်တော်လည်းဖတ်စရာမရှိဘူးဖြစ်ဟုတ်တယ်ဟုတ်ဆိုတော့အမှန်တိုင်းပြောရရင်တော့ကျွန်တော်တဘောကတော့ဖတ်တယ်လို့ပါပဲဟိုပြန်ဖို့ဟိုစိတ်ကိုမကူးမီဘူးပေါ့နော်ဒါပေမဲ့ဖတ်စရာတစ်ဖြည်းဖြည်းရှားလာတဲ့ခါကျတော့အဲစမ်းပြန်ရင်ပြန်ရင်လည်းဒီဒီလေးကိုပြန်ပြစ်သွားတဲ့သဘောပါဟုတ်ကဲ့ဆိုတော့ဒီဒီဒုတိယဟိုဟာမိန်းကုံးနေနဲ့ပြောရရင်တော့ဒီခုနပညာရေးတို့ဘာလို့လဲအများကြီးသက်ဆိုင်ပါလဲဟုတ်ဒါကြောင့်လဲဆိုတဲ့အခါကျတော့ဒီဟိုစာဖတ်တယ်ဆိုတဲ့ကိစ္စမှာခုနပြောဆို ဟိုအထူးသဖြင့်အစစ်မြစ်ဒီတမ်းမြစ်ဒီပြဿနာတွေကိုဖတ်ဖို့ဆိုတော့ intellectual တယောက်ဖြစ်ဖို့လိုပါတယ်ဟုတ်ကဲ့ဆရာအဲလိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်ထင်တယ်ဒီမြန်မာနိုင်ငံရဲ့ပညာရေးနေကြမှုပါဒီရသစာပြီးကြဆင်းမှုပေါ်မှာကျွန်တော်ထင်တယ်အများကြီးသက်ရောက်မှုရှိတယ်လို့ထင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာဟုတ်ဆရာဘုဒ္ဓဟောဟုတ်ကျွန်တော်ပြောချင်တာကတော့ဟို အကြဆင်းနေတိုးတက်တယ်ဆိုတာကိုပြောဖို့တက်စားရင်ကျွန်တော်အတွေ့အကြုံကပြောလို့အရင်တော့ကျွန်တော်တို့ရဲ့ဇာတာဘာသာပြန်ဆောက်တွေထုတ်ဝေကျင်တဲ့လူမရှိခဲ့ဘူးအခုတော့ထုတ်ဝေကျင်တဲ့လူတွေပေါ်လာပြီအဲဆိုလိုချင်တော့စာဖတ်တဲ့လူတွေရှိလာပြီပေါ့ဒါကအကောင့်ဘက်ကပြန်တွေးတာပေါ့ဟုတ်အဲ့ဆရာကဘုနာပြောလို့ဆိုအရင်တော့ကဟိုဂျားထဲမှာဟိုပြက်ခဲ့တယ်ဆိုတော့ဂက်ရှစ်တဲ့ကာလာမှာတော့လုံးဝမရှိခဲ့ဘူးခက်ပြရင် ဘာသာပြန်စပြောင်းတော့လုံးဝမရှိခဲ့ဘူးအဲ့မှာကျွန်တော်တို့စမ်းလို့ကြည့်ခဲ့တယ်စမ်းလို့ကြည့်ခဲ့တဲ့အခါမှာအခုပြိတ္တကလည်းစိတ်ဝင်စားလာဒါတော့အဆိုးရဲအကောင်းပေါ့နော်ဟုတ်ကဲ့ဆရာဟုတ်အဲ့တော့အဲ့ရောကဆရာလုံးဝ gap ဖြစ်သွားတဲ့ဟာလုံးဝကွာဟိုဟသွားတယ်ပေါ့နော်ဂျာမန်ပြောတော့အဲ့ဒါဘာဘာကြောင့်ပေါ့ဘယ်အခြေအနေကြောင့်လို့ပြန်ပြောလို့ရှိရင်ကျွန်တော်ကပြောခဲ့ရမယ်ဆိုကိုတီနူကိုပြောသလိုပါပညာကြီးစနစ်ကလည်းအများကြီးတက်ရောက်မှုရှိပါတယ်ဟုတ်ကဲ့ပါဆရာဟုတ်နောက်တစ်ခုကလေးဆရာပြီးတော့အိုက်ကာလာတော့စင်တာရှစ်ကလည်းအရန်ဟိုဆိုပါခဲ့ဟုတ်အဲ့ဒီမှာ ဟိုရေးကြံတော့ရေးဝင်လည်းမရခဲ့ဘူးအဲ့ဒါကလည်းရေးကြည့်တဲ့အချက်တစ်ခုပါဟုတ်ကဲ့ပါဆရာဟောနောက်တစ်ခုကဆရာရေအရင်တော့ကဆိုရင်ဒါဟို1948လောက်ကဒီကျွန်တော်တို့တရားဗိုလ်ချုပ်မိန်ကုန်းပေါ့နော်ဗိုလ်ချုပ်ကဒီဘာသာပြန်စာပေတွေထုံးကားဖို့တပို့ပြီးတော့လုပ်ဖို့ပြောခဲ့တယ်နောက်ဒီဗိုလ်ချုပ်ဟိုဟာဖြစ်ပြောပြီးတော့3လလောက်အကြာ ကိုကျုံလုံးကြံခံပြီးနောက်ပိုင်းမှာတော့ဒါဦးနှုတ်လက်ထက်မှာထွက်လာတယ်ပေါ့နော်ဘာသာပြန်စာပေသိနေစာပေပေးမယ်အခုနောက်ပိုင်းကျတော့ဒါဘာသာပြန်သိရလည်းမရှိတော့ဆရာအရင်တော့ထုံးကားတယ်ဆိုတာလည်းဒီဘာသာပြန်စာပေအသိရှိလို့ပေါ့နော်အဲ့တော့ဒီဘာသာပြန်စာပေအသိထွက်ပေါ်လာဖို့အတွက်ပြန်ပြီးတော့ဖွင့်ပြလာဖို့အတွက်ဟောဆရာတို့အနေနဲ့ဟိုဘလို့ဘာတွေလိုအပ်တယ်လို့ဟိုသုံးသပ်လဲရှင်ဟိုပါပေါ့ဘာသာပြန်စာပေအသိကြီးပေါ့နော်ပြန်ပြီးအားကောင်းလာဖို့ဟေးအဲ့ဒါတော့သိုးရရဲ့ဒီ policy ပေါ့နော်ဆိုတော့ အာပေးအာမြောင်ပြုမှုနောက်တစ်ခုကတော့အဓိကတော့စာဖတ်သူပါပဲဘလို့ပဲစာဆိုတော့အတင်းကြီးလဲအဲ pressure baby ဖတ်ခိုင်းလို့လဲရတဲ့ကိစ္စမျိုးကိုကြိုက်မှာကိုဖတ်တယ်အမျိုးအစားကိုကိုရွေးချယ်မှုပဲလေဒါ individual ရွေးချယ်မှုပဲဆက်ကကြတော့ဒီစာဖတ်သူတွေရဲ့အဲဒီပို့ပြီးတော့မြင်မလာဖို့ပေါ့နော်အဲအဲ့ဒါတော့အရေးကြီးဆုံးပါဒါပေမဲ့အဲ့အတွက်ကိုပံ့ပိုးမှုကတော့အစိုးရနဲ့ဒီသက်ဆိုင်ရာ civil society တွေပေါ့နော်အခုဆိုလဲစာကြည့်တဲ့ အဲမြင့်တင်ရေးတို့ဒီလိုလှုပ်ရှားမှုတွေကိုကျွန်တော်တွေ့လာတာစာဖတ်မှုမြင့်တင်ရေးတို့ဆိုဒီလိုလှုပ်ရှားမှုတွေကလည်းအရေးပါတယ်လို့ကျွန်တော်ထင်ပါတယ်ဟုတ်ကဲ့ပါဆရာဟုတ်ဆရာဟုတ်ဟုတ်ကဲ့တော့အာကျွန်တော်သဘောတူတူပါပဲအာအဓိကတော့ဒီနိုင်ငံတော်ကနေပြီးတော့ဘာသာပြန်စာပေအသိပြန်ပေါ်လာဖို့အများကြီးကူညီပေးသင့်ပါတယ်အဲ့ဒါမှလည်းစာအုပ်ကောင်းကြီးပို့ထွက်လာမှာပါစာအုပ်ကောင်းကြီးပို့ထွက်လာပြီးစာဖတ်သူကစိတ်ဝင်စားလာနေဖြစ်မှာပဲလीဒါတော့အပြန်အလှန်ပဲပေါ့ OK，OK，是啊，哎、okay, okay, uh,，老师啊，困难不要的，就困难自己解决三分熟。哦。但是龙啊，老师啊，但是数学得比较难，等于加的多。哦。因客家老师，伊个代表，我上次在别，龙啊没碰着。哦。在三边那边来，我生产熟的个，到时候我批你一条咯。哦，看起来蛮好吃的。不过数学得比较难，比数学。 ဒီပေါ်မှာရောဆရာတို့နဲ့ဒီစာပေဖွင့်ပြဖို့တဲ့ဥမာဘာသာပြန်သေးပေါ်ပါဖို့အတွက်တခြားဖွင့်ပြဖို့အတွက်ပေါ့နော်ဘာတွေမျှော်လင့်ထားလဲရှင်ဒီစာပေနဲ့ပတ်သက်ပြီးတော့ဟိုဆက်စွာစကားကိုပဲဆက်ရရပါတော့အစိုးရရဲ့ပံ့ပိုးမှုဆိုတဲ့နေရာပါအခုကျွန်တော်တို့ဒီဘာသာပြန်စာပေမှာမဟုတ်ပါဘူးတခြားဒီစာဟုတ်ဒီစာပေတွေမှာဆိုလဲကျွန်တော်တို့ဒီပြန်ပြူးမှုအပိုင်းပေါ့နော်အခုခေတ်ဒီအဲတေဘူပို့ဆောင်ရေးကုန်ကြစည်းရေးတွေဆိုင်ငန်းကားကတွေစသဖြင့်ဒီ public sector ဒီ private sector မှာပေါ့နော်ကျွန်တော်တို့ရုံးကန်နေရတယ်ပေါ့လေအဲ့ခါကျတော့သူစုကိုကိုဝဲပေါ့ဒီ ရက်တင်မှုအတွက်ကိုအဓိကဒီလိုလဲရွေးပြီးထုတ်လာရတယ်ထုတ်လာတဲ့အခါကျတော့တချို့အဲစာတွေကတော့ရမ်းကြီးပေါ့နော်ဒီအမြန်ဆွန်းတိတ်မသေးကြတဲ့စာမျိုးတွေကိုတူတူကိုပေါ့နော် publisher တွေလည်းအရန်ကြီးစဉ်းစားလာရတယ်ပေါ့နော်အဲ့လိုနေရာမျိုးတွေမှာအစိုးရအနေနဲ့ကတကယ်ရှိတဲ့ ဒီစာပေမြန်မာစာပေလောကအတွက်ပေါ့နော်ဒီထည့်ဝင်မှုတစ်ခုဖြစ်တယ်လို့သူယုံကြည်တယ်ယူဆတယ်ဆိုအဲ့လိုစာအုပ်မျိုးတွေကိုလည်းသူတို့အစိုးရအနေနဲ့ပေါ့နော်အထောက်ပံ့ပေးတာမျိုးနောက်တစ်ခုကခုနပြောတဲ့ဒီအစိုးရစာကြည့်လိုက်တယ်နောက်တစ်ခုကဒီနေဒီမှာဆိုလည်းကျွန်တော်တို့နေရာအခုကရန်စေးကြည့်တယ်စောက်ဦးတွေဒီကုန်ကြစည်တွေကအဲ့လိုမျိုးပံ့ပိုးပေးမှုတွေရှိလာခဲ့မြေဆိုရင်တော့ကျွန်တော်ထင်တယ်စာအုပ်စည်းတွေရောဒီဘာတွေရောဖြန့်ချိန်မှုစည်းတွေတော်တော်ကျပါမယ်ကျသွားခဲ့မြေဆိုရင်တော့ကျွန်တော်ထင်တယ်ဒီစာဖတ်သူတွေအတွက်လည်း လက်လှမ်းမိတဲ့အဲပို့ပြီးတော့လဲသူတို့အနာကိုလည်းရောက်လာမယ်ဈေးနှုန်းအရလည်းလက်လှမ်းမိတယ်။နောက်ဟိုကအရလည်းစာအုပ်အရလည်းအခုကကြတော့ဈေးနှုန်းအရလည်းမြင့်တယ်။နောက်တစ်ခါစာအုပ်ကိုနိုင်ကနေနေမှာဆိုရင်အရန်ရှာရခတ်တယ်။ဆိုတော့ကျွန်တော်တို့ဆိုရင် Facebook ကနေအများကြီးဆက်သွယ်ပြီးဘယ်မှာဝင်ရမလဲဆိုတာကိုတော်တော်ခက်ခဲဖြစ်တယ်။ဆိုတော့ဒါလေးတွေကိုတော့ပံ့ပိုးပေးစေချင်တယ်။ဟုတ်ပါရှင်။ဟုတ်တယ်တော့အော်တတော်တူတူပါပဲအဲ့အဓိကကတော့ဒီပြန်ဆက်စာကြည့်တိုက်တွေအစိုးရစာကြည့်တိုက်တွေတောက်တူစာကြည့်တိုက်တွေ အလုပ်ပုံမှန်ပြန်လာပြန်လုပ်စေချင်တယ်ပေါ့နော်သူတို့စီရတာသူတို့လည်းရတာအဲဆောက်တွေထွက်တဲ့ဆောက်တွေကိုသူတို့ယူမယ်ဆိုလို့ရှိရင်လည်းဒီထွေဖြန့်ကြီးရအများကြီးကောင်းလာမှာဆောက်အခြေအတွက်ကလည်းအများကြီးသီးသီးတော်တတ်လာပါပဲအဲ့တော့အစိုးရအနေနဲ့ဒီစာကြည့်တိုက်ဖွင့်တဲ့လူတွေပုံတိကစာကြည့်တိုက်ဖွင့်တဲ့လူတွေကိုလည်းအများကြီးကူညီပေးသင့်တယ်လို့ရှင်းရင်းစာကြည့်တိုက်ကိုလည်းဒီတက်မကအလုပ်လုပ်အောင်လို့ကူညီပေးသင့်တယ်လို့ကြောက်ကြမှာဟုတ်နောက်တစ်ခုကဆရာကိုဖြန့်ပြွေးပေါ့နော်အရင်ခေတ်ကဆိုဒါဟိုစာလိုက်တွေကိုပဲအာကိုပြီးတော့ပဲနော်ပို့ရတာအခုခေတ်ဆိုရင် ဟိုရက်လွန်သွားမှပွဲတွေပါဖိတ်လို့ရှင်တော့ရက်လွန်ပြီးမှရောက်ကြတော့ဗောနော်တကယ်ဖြန့်ပြူရေးစနစ်ကလည်းအစိုးရအနေနဲ့တည်တည်ချာချာလေးကိုလေဟိုလှုပ်ပြီးတော့ပူပေါင်းလှုပ်ဆောင်ပေးတင်တယ်ဗောနော်ဆရာဟုတ်ဟုတ်ကဲ့ဆရာဒါကခုနကဆွေးနွေးခဲ့ကြတယ်ဗောနော်ဆရာဒီကျမတို့အခုမှဆိုရင်ဒါအရင်နိုင်ငံတကာမှာထွက်တဲ့စာအုပ်တွေကိုချက်ချင်းကျမတို့ဖတ်ဖို့ကခက်ခဲနေရှိတယ်။နောက်ခုနောက်ပိုင်းမှာနည်းနည်းပြန်လာတာတွေပဲရှိတယ်ပေါ့နော်။အဲ့တော့အရင်တော့ရောဆရာတို့အနေနဲ့ပေါ့နော်။ဒီလိုမျိုးနိုင်ငံတကာစာအုပ်တွေကိုထွက်ပြီးတဲ့ခါမှာဟို ပြန်ကျင်တယ်ကိုကပြန်ကျင်တဲ့ဆန္ဒရှိတယ်ပြန်လဲပြန်ပြီးဒါမဲ့ဒီထုတ်ဝေသူတွေဘက်ကအခက်ခဲပေါ့နော်ထုတ်ဝေရေးဘက်ကအဆင်မပြေတာတွေတခြားအခက်ခဲတွေရောတွေ့ခဲ့တာရှိလားရှင့်ဟုတ်ကဲ့ရှိပါတယ်ဟိုကျွန်တော်တို့ကမူလကလေးကိုကလည်းပေါ့နော်ကျွန်တော်တို့ဒီမှာဒီဒီစာပေလောကမှာတိတ်အဲလူသိနေသေးတဲ့ပြန်သိတဲ့လက်ရာတွေကြောရွေးချယ်ပြီးပြန်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ပြန်တဲ့ဇာတ်ရေးဆရာဆိုတော်တော်များများအဲတိတ်မသိတာများတယ်ဟုတ်အဲဆိုတဲ့အခါကျတော့ ဥမာပြောရရင်မူရာကာမိဆိုရင်ပေါ့နော်အခုတော့ကျွန်တော်တို့တော်တော်လေးလူသိများရတယ်ပေါ့လေအဲဒါပေမဲ့အဲ့ဒီအချိန်တုန်းကတော့ကျွန်တော်ဒီဝိဒုလူဘောင်းချုပ်ပြန်နေအဲစာပေဒိုက်တွေပေါ့လေချို့နှိစက်ရာတွေပေါ့နော်စိတ်ဝင်စားလူတွေပြကြည့်တယ်ပေါ့ဒါပေမဲ့သူတို့မကြဘူးအဲမကြဘူးတဲ့အခါကျတော့တိတ်စိတ်ဝင်စားမှုမရှိဘူးပေါ့အလားတူပဲဒီ Power All Star တို့အခု Milan Condra တို့အစသဖြင့်အဲဒီစာရေးဆရာတွေဆိုလည်းကျွန်တော်တို့ဒီအချိန်မှာပြန်မှုတာမရှိဘူးမရှိတဲ့အခါကျတော့တော်တော်လေးအဲ ထုတ်ဝေသူရှားတာတော့လေခက်ခဲတယ်ပေါ့နော်သူတို့ဘိုင်းကလည်းကျွန်တော်နားလဲပါတယ်သူတို့အနေနဲ့ကလည်းအဲလုံးဝဒီမှာဟိုစိတ်နေတယ်ဟိုတယောက်ကို introduce လုပ်ဖို့ပေါ့နော်သူတို့ဝေးကြီးအာဆိုင်ထားတဲ့အခါကျတော့အများကြီးစဉ်းစားတယ်ပေါ့လေဆိုတော့အဲ့လိုခက်ခဲတွေတော့ကြုံပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ရှင်ဆရာဟုတ်အကျွန်တော်လည်းကြုံရပါတယ်အခုနောက်ပြောပြောသလိုပဲပေါ့ဒီ Michelle Webber ရဲ့ platform ကိုကျွန်တော်ပြန်ပြီးတာတစ်နှစ်လောက်ရှိပြီဒီခက်ကြောင်းခက်လွယ်အခြေအနေရအာ ထုတ်ဝေသူအနေနဲ့တွားရတာရှိတယ်ပြီးရင်လက်ခံပါမလားဒီမှာလဲပြဿနာဖြစ်နိုင်လားဆိုတဲ့ဟာတွေထုတ်ဝေသူကလည်းစဉ်းစားတော့เนาะအဲ့ဒါကြောင့်တစ်ထက်လောက်ကြာသွားတယ်အဲအခုတော့ထွက်လာပြီပေါ့အဲအဲ့ဒီမတိုင်ခင်စောင်းဒီထဲမှာကျွန်တော်ပထမဆုံးထွက်တဲ့စောင်းဒီဒုတိယတတိယအထိကျွန်တော်ကိုယ်ပ္ပဏ္ဏကိုထုတ်တယ်တောင်းကိုဖြန့်ကြည့်တယ်ဒါပေမဲ့ဖြန့်ကြည့်စနစ်ကထုတ်ဝေတိုက်တယ်လို့ကျွန်တော်မလုံနိုင်မလုံနိုင်တဲ့အခါကျတော့အာထိရောက်မှုလည်းမရှိဘူးအဲ့အခက်ခဲရောရှိခဲ့တာပေါ့နော်အခုကတော့ဒီသာသာစာပြေကိုလူတွေစိတ်ဝင်စားလာတဲ့အတွက်အ ြန်မယ်ဆိုရင်ပြန်ပြီးရင်ထုတ်မဲ့ publisher တွေကတော့ရှိလာပါပြီအရင်ကလို့တော့အဲဟိုအရန်အကြာကြီးမဟုတ်တော့ဘူးပေါ့နော်အခုဆိုရင်ပြီးရင်ထုတ်ထုတ်ချင်တယ်အဲဒါပေမဲ့တချို့ဟိုဟာပေါ့ဒါအဲ့ဒါကြီးကျွန်တော်ပြန်ပြန်မယ်ဆိုရင်ဒါကကုနာလူမျိုးယူမှာလူသိပြီးသားစာရေးဆရာကြီးပြန်မှသာသူတို့ကရှိုးရှိုးထုတ်မှာပေါ့တချို့မသိသေးတဲ့စာရေးဆရာအစ်တတွေဆိုရင်သူတို့ကလည်းနည်းနည်းစောင့်ကြည့်အောင်ဟုတ်ကဲ့ဟိုတော့ဈေးကွက်အရာကုနာကိုလီနိုကိုပြောသလိုပဲ ငွေကြေးစိုက်ထုတ်ထားတာရှိတယ်သူတို့ကိုယ်တိုင်လည်းဒါဟိုထုတ်အောင်မအရေးဆုံးအောင်အတွက်ကိုနည်းနည်းစောင့်ကြည့်ရအောင်မယ်ဆိုတဲ့အနေထားရတော့ရှိရပါဘောเนาะဟုတ်ကဲ့အော်ရစရာဒီထုတ်ဝေသူတွေကိုယ်တိုင်လဲဒါကဘာဈေးစာပေဈေးဝက်ချင်းတွေကိုနည်းနည်းမျက်စိမပြတ်နည်းကြည့်ပြီးတော့เนาะသူတို့ကိုယ်တိုင်လဲလေးလေးလာတဲ့နေပေါ့เนาะဟုတ်ကဲ့ပါဆရာကြည့်ဖို့လို့တော့အရင်တော့ဆိုရင်တော့ကျွန်တော်တို့ ဒီစာပေမဂ္ဂဇင်းတွေရှိတယ်စာပေမဂ္ဂဇင်းတွေမှာစာရေးဆရာတွေမိတ်ဆက်တာတွေအဲ့အဲ့ဝတ္ထုတွေနဲ့ပတ်သက်တဲ့အကြောင်းတွေရေးတဲ့စောင်းမားတွေလည်းအများကြီးရှိရပါဘာသာပြန်ဝတ္ထုတွေလေးထည့်တာတွေလည်းရှိအဲ့မှာပြည့်သက်ကြိုက်သွားလို့ရှိရင်အဲ့စာရေးဆရာရဲ့လက်ရာကိုဘာသာပြန်ဖို့ကအဆင်ပြေရအခုခင်မှာတော့စာပေမဂ္ဂဇင်းတွေကလုံးဝမရှိတော့ဘူးဟုတ်တယ်နော်ဆရာတော့အိုးလောက်နော်အိုးလောက်ပဲနော်ဟုတ်တယ်တဖြည်းနဲ့ရက်ကုန်တာတွေအဲ့ဒါတော်တော်လေးဆိုးသွားတဲ့အချက်တစ်ခုပါဟုတ်